ရင်းညင်ရဲ့ဤသို့မှတ်သားခဲ့ရပါသည်ဗုဒ္ဓမြတ်စွာဘုရားကိုအလုံးကြီးညူတရားထားရသောကြောင့်တရားတော်နှင့်ဆက်လျင်းသောညင်ခုံမှုများကိုအာမပိတိတာမက ကိုယ်တိုင်လည်းမပါဝင်မိအောင်တတိသာကရှောင်ရှားခဲ့ပါသည်ကိုယ်ဤသွေးကြအငင်းပွားတဲ့ကြသည့်တရားဆွေးနွေးဝိုင်းများဆိုလျင်လည်းဝေးဝေးကပင်ရှောင်ချင်ခဲ့ပါသည် အချိန်ကာလရှည်လျားကြာမြင့်စွာ အပင်ပန်းခံကရှာဝေလိလာ စီးပူအထုတ်ခဲ့သည်တွေးရှိချက်များကိုမူစာဖတ်သူတို့အတွက် ရည်ညွှန်းလျက်ဓမ္မဒါနအနေဖြင့်ရေးသားခဲ့ပါသည်။ထောက်မပြရမဖြစ်သော အမားမျိုးကိုကိုယ်တိုင်တွေးသိရသော အခါများမှာလည်းရေးသားမိတတ်ပါသည်။ဤသည်မှာလည်းစာဖတ်သူများတရားအယူဆရွေးမသောမျိုးကို အစိုးရင်ပိုကထားရှိခဲ့သည့်မေတ္တာစေရနာသာဖြစ်ပါသည်။မရင်းငိမ်ဘက်မှပုဂ္ဂလဒိဋ္ဌံရေးသားချက်ဟု၍တရင်တခါမျှမရှိခဲ့ရစဘူးပါ။မရင်းငိမ်ရေးခဲ့သည်မျှဓမ္မဒိဋ္ဌံကိုသာဥတည်ရှိရှိပါသည်။ စာဖတ်သူတို့အပေါ်စာပေတစ္ဆာဖြင့်ကလောင်မတ်မတ်ဝင့်လျက်ရေးသားခဲ့သည့်ကြီးဖြစ်ပါသည်ဓမ္မစာဖတ်ပရိသတ်အတွက် အသုံးမဖြစ် သုံးသင့်သည့်ဓမ္မတရားဓမ္မစာများကိုအခါခွင့်ကြုံတိုင်းမလေးငြိမ်လှူဒန်းခဲ့ပူပါသည်နှစ်ချိုက်သဘောကျကြည်နက်စွာ အလူခံသူများလည်းရှိပါသည် အနာပေါက်နေသောလက်ဖြင့်ယူနိုက်မိ၍ဆက်ဆက်ခါများဆက်သွားရကမလေးငြိမ်အားဆဲထားခဲ့သူများလည်းရှိပါသည်ဓမ္မအယူအဆမတူယုံမျှဖြင့်ဆဲဆူမှုသည် သူတော်ကောင်းတို့၏အပြုအမူမဟုတ်လေပါဗုဒ္ဓအတော်ကြာဖြစ်ပေါ်မူကားဝေလွန်းလာပါသည်ယခုလည်းနှိုက်ချင်စလို့နှိုက်၍ယူချင်စလို့ယူနိုင်ကြပါစေရန်ဓမ္မစာတထောင်လောက်လူတန်းအောင်မည်ဟုရည်ရွယ်ပါသည်အစဉ်အတက်မခွဲခြားအရေးအတွက်မကန့်သက်ပုဂ္ဂိုလ်မရွေးဝေငှပေးမည်အလူဒါနာဖြစ်ပါသည်တို့ရာတွင်အနာရှိသည့်လက်ဖြင့်နှိုက်ယူမိလျင်အလွန်တရာဆက်ကောင်းဆန်နိုင်ပါသည်ထို့အတွက်မလေးငယ်၏အပြစ်မဟုတ်ပါနှိုက်ယူသူ၏တောင်းအန်သာဖြစ်ပါသည် အတွေ့အကြုံတို့သည်မာလင်းညင်အဖို့ကောင်းစွာသင်ခန်းစာရစီခဲ့ပါသည်ဤအကျိ၌ကဓမ္မစာတော်မှာတတိပိကျညာစာအတိအချကတ်ထားပါသည်အဆက်မခံနိုင်သည့်လက်များစားကိုလာမနိုင်ရတက္ကသိုလ်တက်ဆင်ကမိမိအားထမင်းလေကြွေးစာလဲတင်ပေးခဲ့သောကျေးဇူးကြီးမားလာသောမိမိကလည်းအလွန်ချစ်ခင်လေးစားရသောဆရာမထံရန်ခါသွားရပါသည်ဆေရက်တစ်ချိန်ကြာလာစဉ်တရားရိပ်သာဝင်တတ်သောဆရာမသည် ိမိသွားရောက်တိုင်းဝမ်ပန်းတသားကျိုးစုလျက်တရားဝင်ရများဤအတွေ့အကြုံကိုပြောပြတတ်ဆွေးနွေးတတ်ပါသည်မိမိကအပြောမတန်အရေးတန်သူသားဖြစ်ပါသည် သူ့စီကမူဆီယာမနှင့်တွေ့သောအခါများတွင်ဂျေဇုဆက်ခြင်းသည့်စေရနာတကူလည်းဖြင့်မိမိတည်နာလေသမျှတုံ့ပြန်ဆွေးနွေးပြောပြခဲ့ပါသည်သူရာတွင်များများမပြောမိအောင်တော့တည်ထားပါသည်မှန်သောတရားနှင့်မှန်သောစကားဖြစ်သည့်တိုင်လက်မခံနိုင်လျင်အမျက်ရှာတတ်သော လူသဘောကိုစောကြောနားလေထားသောကြောင့်ပင် နောက်ဆုံးအခေါ်သွားခဲ့စဉ်ကမလေးရောက်လာတာအတော်ပဲဒီလတရားသောင်းဝင်လာတကယ်ထူးခြားလို့ပြောပြခြင်းနေတာဟုတ်ကဲ့ပြောပြပါဆရာမဒီလိုမလေးရဲ့သူများတွေဇင်းညံရှောင်းနေချိန်မှာဆရာမတယောက်တည်းအမတ်ကလေးနဲ့အင်သာသွားစီခဲ့တယ်တန်းတန်ရှင်းရှင်းဖြစ်သွားတော့ကိုပြုခဲ့တဲ့ကုသိုလ်အတွက်ပီတိရဖြစ်ပြီးဝမ်းသာလိုက်တာလေတရားထိုင်ခြင်းရောက်တော့လေခါတိုင်းနဲ့မတူပဲကိုစိတ်တွေပေါ်ပါလန်းဆန်းပြီးတရားထိုင်လို့ခေါင်းလိုက်တာဝမ်းသာတယ်ဝမ်းသာတယ်လို့တစ်ချိန်လုံးပဲမှတ်နေရတော့တယ် တချင်လုံးလုံးဝမ်းသာတယ်လို့ကြီးမှတ်နေရသလားဆရာမရေအင်းပေါ့ဆရာမရှူပွားနေတာဝိပဿနာမဟုတ်ဘူးလားဟုတ်တယ်လေမိမိဘာသာတပြင်းကြိတ်ချမိသည်ဆရာမကိုဘလို့ရှင်းရပါမရှင်းပြရလည်းမဖြစ်ရှင်းပြပြန်တော့လက်ခံလျင်တော်သေးရဲ့လက်မခံခဲ့တော့ဘာပဲဖြစ်ဖြစ်လက်ခံတာလက်မခံတာဆရာမအပိုင်းရှင်းပြရဖို့ကမိမိတောင်းဦးဤသို့ဆုံးဖြတ်ချက်ချလိုက်ပါသည်ဝမ်းသာတဲ့စိတ်ကိုဝမ်းသာစိတ်မှန်တည်ပြတာနဲ့ရက်ရှေ့ဆက်ပြီးအကြာကြီးခံစားနေရင် ဆရာမလမ်းလွဲသွားပြီးဝမ်းသာစိတ်ကိုဆက်ပြီးခံစားခွင့်မပေးတော့ဘဲမူလကမ္မထံကိုသာဆက်ရှုရပါတယ်။ဒါမှမဟုတ်ဝမ်းသာတဲ့စိတ်ကိုပဲရှုရင်လည်းဆိုရင်အမြဲတဲ့သဘောစင်းရဲတဲ့သဘောအလိုမပါတဲ့သဘောတွေဉာဏ်မြင်အောင်ရှုပွားရပါမယ်။ပီတိတွေဖြစ်ပြီးဝမ်းသာတယ်ဝမ်းသာတယ်လို့မှတ်ရင်တစ်ချိန်လုံးသဘောကျနေတာဟာစကားကိုအဆုံးမသတ်ပြခဲ့ပါပြုခဲ့သည့်ကောင်းမှု၌နှစ်သက်သဘောကျကားဝမ်းမြဝမ်းသာခံစားရခြင်းသည် ပီတိသောမနတာဖြစ်ပါသည် ရှုပ်ပေါင်းမှုတွင်ဒုက္ခဝေဒနာဟုယူပါသည်ကိုယ်စိတ်ချမ်းသာလျင်စိတ်တည်ငြိမ်မှုတမာရီကိုဖြစ်စေပါသည်စိတ်တည်ငြိမ်မှုတမာရီရသည်နှင့်မူလကမ္မထံသို့ပြောင်းလိုက်ပြီးယုံနံဓမ္မသင်္ခါရတို့အပေါ်၌အနိစ္စဒုက္ခအနတ္တလက္ခဏာရေ၃ပါးဖြင့်ဝိပဿနာရှုပွားရမည်ဖြစ်ပါသည်ဆီယမမူဟာဝန်တာတယ်ဝန်တာတယ်ဟုမှတ်ရင်ဝန်တာခံစားမှုကိုတစ်ချိန်လုံးသဘောကျနေလေတော့ရာဒုက္ခဝေဒနာဖြင့်လောဘဆုံးသို့ရောက်သွားပါသည်အလွန်သိမ့်မွေသောကာမိစန္ဒာနိဝရဏဖြစ်ရာကား လောဘစွန်းသူကြောက်ရွံ့သွားသည်ကိုကာယကံရှင်ကိုယ်တိုင်ပင်မရိပ်မိမသိရှိခဲ့ပါချေ။ကျေနှက်လျင်လောဘမကျေနှက်လျင်ဒေါသမတိလိုက်လျင်မောဟဤသူသောဆရာသမားများထံမှ ဆုံးမစကားကိုနားဝယ်အစဉ်ကြားနေပါသည်။တစ်ချိန်လုံးကမိမိတရားထူးသည်ဟု၍ဆရာသမားထံအပြေးလွှားတွားရောက်လျှောက်ထားမှုသည်ကိုပြန်လည်မယားမပါသည်။မိမိလျှောက်ထားသည်များနားထောင်ပြီးနောက်ပြန်ပြီးပါသည်။တိတ်ကျေနှက်နေသလား။ကျေနှက်တာမဟုတ်ပါဗျာ။ထူးဆန်းလို့လို့ပါ။ အတန်ကိုကကျင့်နေနေတဲ့အတန်ဝိပဿနာမှာ ထူးဆန်းတာဘာရှိလို့လဲ။ဤမြသာအမင်းရှိပါသည်။ဤမြသောစကားသည်ဖြင့်ဆရာသမားဤအဖြစ်ဖြစ်ကြောင်းနောက်မှကိုတီတရားဖြင့်သဘောပေါက်သွားရပါသည်။ယောဂီများတရားရှုပွားမှုအစဉ်ပြေလျင်စိတ်ကြည်လင်လန်းဆန်းကဝမ်းမြောက်ဝမ်းသာရှိကြပါသည်။အစဉ်မပြေလျင်မူကစိတ်တူစိတ်ပြတ်ကဝမ်းနည်းအားငယ်တတ်ကြပါသည်။ထို့သို့ဖြစ်လေရှိသောကျင့်တဲ့ဝမ်းမြောက်မှုလောဘနှင့်စိတ်ပြတ်ဝမ်းနည်းမှုဒေါသတို့သည် တရားရရှိရေးအတွက်အနောက်ရက်ပေးနေသည့်အနီးကပ်ရန်သူအကြီးဆုံးရန်သူအဆိုးဆုံးရန်သူ ဖြစ်ကြောင်းကိုမူတတိပြုမိသူနေပါလာခြင်းသည်တရားရှိဝါရာတွင်မိမိတည်ပင်မိမိရန်သူဖြစ်နေတတ်သည်ကိုကရုဏာဓမ္မထားဖို့လိုအပ်ပါသည်ဝိပဿနာရှုပွားသူတို့၏တန်တန်မှာဒုက္ခဝေဒနာဟုသော လောဘဆုံးတို့လည်းမကြောက်ရရပေဒုက္ခဝေဒနာဟုသောဒေါသဆုံးတို့လည်းမကြောက်ရရပေထိုအဆုံးနှစ်ဖက်မှာလွတ်သောအပြင်ဝမ်းသာခံစားမှုလည်းမရှိဝမ်းနဲ့ခံစားမှုလည်းကင်းမဲ့သည့် ဝမ်းမသာဝမ်းမနည်းသောခံစားမှုဝါအညီများခံစားမှုဥပိ္ပခဝေဒနာဖြင့်သာမူလကမ္မထံပေါ်မှာရှုကမတ္တရှိနေရပါမည်ထို့သို့ရှိနေမှသာလျှင်ဗုဒ္ဓအလိုကြောင့်မစ္စည်းမပရိပဒါလမ်းမှန်ပေါ်သို့ကြောက်ရောက်ပါသည်ထို့မှတပါဝိပဿနာ၏အာယုံများမှလည်းပရမတ္ထဓမ္မသင်္ခါရဖြစ်သောခန္ဓာ၅ပါးဝါယုံနံနှစ်ပေါင်းမှလွဲ၍အခြားဘာမျှအထူးအဆန်းမရှိကြီးဝိပဿနာရှုဝါးရာတွင် အထူးအဆန်းတွေ့လေလေး တရားမထုလေဟုမှတ်သားအပ်ပါသည်မိမိနားလည်သလိုတင်ပြရမည်ဆိုပါလျင်ဝိပဿနာယောဂီများအတွက်တရားထုသည်ဟုသောစကားကိုအများဆုံးနှစ်ကြိမ်သာပြောခွင့်ရနိုင်ပါသည်အခြေခံအဆင့်များသာရှိသေးသောယောဂီများအတွက်ပြဉ္ညာအထယ်ကိုတရက်ကွဲပြောက်၍ပရမတ်သဘောတရားကယုံနာဓမ္မသင်္ခါရတို့၏အဖြစ်နှင့်အပျက်ကိုဉာဏ်မြင်ထင်ရှားပါကဝိပဿနာဉာဏ်တရားထုရပြီဟုဆိုနိုင်ပါသည်ဝိပဿနာဉာဏ်အကောင်းရင့်တန်သောယောဂီများအတွက်မူကား ဉာဏ်စဉ်အစဉ်အဆက်တက်ပြီးနောက်ယုံနာရမသင်္ခါရတို့ချုပ်ဆုံးရာနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်လျင်မဘုတရားတို့ရပြီဟုဆိုနိုင်ပါသည် အခြေခံအဆင့်ယောဂီနှင့်အဆင့်မြင့်ယောဂီနှစ်မျိုးနှစ်စာခြားနာ၍တရားထူးပုံလဲနှစ်မျိုးကွဲပြားနေတော်ညာအမှန်အားဖြင့်မဉဏ်ဖွဉဏ်သာလျင် အထူးအေကံအစစ်အမှန်ဖြစ်ကြောင်းယူမှတ်ရပါမည်ဒီစာလေးကိုဖတ်ကြည့်ပါအောင်ဆရာမပီတိရှိပုံနဲ့တထက်သေးပဲကာလဘောတရားစာအုပ်တို့ကို မိမိအားယူလာပြပြီးဆီယာမကသူ့ရှုမှတ်မှုမှန်ကန်ကြောင်းအတည်ပြုရယူခဲ့ပါသည်ဝမ်းမြောက်တယ်ဝမ်းမြောက်တယ်နှစ်သက်တယ်နှစ်သက်တယ်သဘောကျတယ်သဘောကျတယ်စသည်အပြင်ဖြစ်နေတဲ့ပီတိကိုဝိပဿနာဓာတ်ရိုက်ရှုတယ်ထူစားပိုက်သည်ဆီယာမ၏ရှုမှတ်မှုကို ပြပြသားသားထောက်ခံထားတဲ့ကဲ့သို့ရှိရာကမိမိအနေဖြင့်မြည်တို့ပင် ရှင်းပြစေကောင်းမူလက်ခံတော်မူမဟုတ်ဒီမှာတည်ကြနေသောကြောင့်နှုတ်ပဲ့၍သာစိတ်စိတ်ပြန်ခဲ့ပါသည်ချမ်းသာခံစားမှုတစ်ခုကို ဝမ်းမြောက်တယ်နှစ်သက်တယ်သဘောကျတယ်ဟုရှုမှတ်ယုံဖြင့်ဝိပဿနာဖြစ်ပြီးလော တွေးတော့အံ့ဩပင်ကောင်းလာသည် ထို့သို့သောသဘောယူဆချက်မျိုးပါဠိအထာကရများမှာလာရှိခဲ့ပါသလိုမိမိတို့အရှာမတွေ့ခဲ့ပါချေဝမ်းမြောက်တယ်နှစ်သက်တယ်သဘောကျတယ်စသည်ဖြင့်ရှုမှတ်နေခြင်းသည်တတိပဌာန်းသောတတိပဌာန်းအစဉ်များသာရှိသေးသည်ပညာပဌာန်းသောတတိပဌာန်းဘာဝနာကိုဝိပဿနာအစဉ်သို့မရောက်သေးပေထူပီတိသည် ဗုဒ္ဓနုဒတိဘာဝနာရှုပွားမှုမှဖြစ်ပေါ်လာသောပိဋိဖြစ်ကြောင်းစာအုပ်ထဲ၌ညွှန်ဆိုထားပါသည်ဗုဒ္ဓနုဒတိဘာဝနာသည်များမြောက်သောဂုဏ်တော်တို့အားအဖန်တလဲလဲပွားများရသောကြောင့်အပ္ပနာမဖြစ်ပေသို့သောဝိတဝိစာရပိဋိဒုက္ခဧကကတာဟုသောဇန်ဟင်္ဂ၅ပါးနှင့်တကွဥပ္ပစာရဇန်ဗုဒ္ဓနုဒတိဇန်ကိုရပါသည်ထိုဇန်၅ပါးကိုအခြေခံထားကအနိစ္စဒုက္ခအနတ္တလက္ခဏာအပြင်ရှုပွားလျက်ဝိပဿနာတို့ကုပြောင်းနိုင်ပါသည် ဆီယာမလာပြသောစာအုပ်ထဲ၌ပီတိကိုဓာတ်ရိုက်ဥပဒနာရှုသည်ဟုဆိုထားပါသည်ဗုဒ္ဓနောတတိဘာဝနာ၏အစွမ်းဖြင့်နှစ်သက်ဝမ်းမြောက်မှုပီတိသောမနတာကိုရရှိခြင်းဖြစ်ရာယင်းပီတိသောမနတာသည်တဏီအားဖြင့်ဒုက္ခဝေဒနာပင်ဖြစ်ပါသည်ထို့ကြောင့်စာအုပ်ဤဆိုလိုရင်းအတိုင်းပီတိကိုဓာတ်ရိုက်ရှုလိုပါလျင်ဒုက္ခဝေဒနာကိုရှုခြင်းနှင့်ထပ်တူကြနေရကဝေဒနာဥပဒနာတတိပဌာန်းဤဖြင့်ဝိပဒနာရှုပွားရမည်ဖြစ်ပါသည်ဝေဒနာဥပဒနာရှုပွားရာတွင်လည်း ချမ်းသာခံစားမှုကိုချမ်းသာခံစားမှုမှန်သိပြီးတဲ့နဲ့ချမ်းသာတယ်ချမ်းသာတယ်ဟုမှတ်ရင်ချမ်းချမ်းသာသာခံစားနေရမဟုတ်ချမ်းချမ်းသာသာခံစားနေပါကဝေဒနာပစ္စယတဏှာဖြစ်သွားရပြီလိမ့်မည်ချမ်းသာခံစားမှုဟုသည်ပရမတ်ဖြစ်သောခံစားမှုတွင်ပြဉ္ညာချမ်းသာနှင့်တွဲထားခြင်းဖြစ်၍ပြဉ္ညာအတွဲကိုဖြောက်လျက်ခံစားမှုတတ်တတ်အနေဖြင့်ပရမတ်အတွင် ဝေဒနာနာမည်အမှန်ထင်အောင်ဉာဏ်ရှင်ကရှုပွားရမည်ဖြစ်ပါသည် ခံစားမှုဝေဒနာဤဖြစ်ပေါ်ဒုက္ခအချက်ပြောင်းလဲအနတ္တအချက်ချုပ်ပြောက်အနိစ္စအချက်ထိုသုံးချက်သောတာမညလက္ခဏာသဘောတရားကိုစင်ကျင်ရှုပွားမှသာသို့ဒီမဟုတ်ဘာဝနာမယဉာဏ်တွင်ဖြစ်ပျက်တရားထင်ရှားမှသာဝိပဿနာအဆင့်သို့ရောက်ပါသည်ဤတွင်ဆာလပီလာအဖြစ်အနိစ္စဒုက္ခအနတ္တလက္ခဏာသုံးမျိုးလုံးတပြိုင်တည်းထည့်သွင်းထားတော်လဲခန္ဓာဉာဏ်တွင်ရှုပွားရ၌ကအောက်ဉာဏ်များမှဒုက္ခအချက်အဖြစ်နှင့် အနိစ္စအချက် အပြတ်သားလည်းရင်ပေါ်လွင်၍အနတ္တအချက်ကမူပရိသင်္ခာညာအစဉ်လောက်ရောက်မှ ထင်ရှားကြောင်းအချို့ကျမ်းများမှာတတိပဒံဘာဝနာ၄မျိုးလုံးကိုခြုံငုံ၍ရေပုံရအဖြစ်ဖော်ပြထားပါသည်လေဒီဆရာတော်ကမူသောတာပတိမတ်အထိအနိစ္စပရိညာနှင့်အနတ္တပရိညာနှစ်ပါးထမြောက်၍ဒုက္ခပရိညာကရတ္တမတ်ရောက်မှအဆုံးတိုင်ထမြောက်သည်ဟုဝေဒနာနုပဒနာအတွက် အနတ္တဒီပဏီမှာတိတိကျကျမိန့်ဆိုခဲ့ပါသည် မြည်တို့ပင်ဖြစ်စေတခုတည်းသောတူညီချက်မှာမြည်သည့်တတိပဌံဘာဝနာဝိပဿနာ၌မဆိုတာမင်ညလက္ခဏာအပြင်ရှုပွားရသည်ကတော့မချွတ်မလွဲ့အမြဲဤကံအမှန်ပင်ဖြစ်တော်သည်ခန္ဓာအစရှိသောသင်္ခါရတရားတို့ကိုအနိစ္စဒုက္ခအနတ္တလက္ခဏာသုံးချက်တင်၍အထူးထူးအပြားပြားရှုပွားဆင်ခြင်ခြင်းသည်ဝိပဿနာမြည်၏ဝိသုဒ္ဓိမထာကရာကျမ်းဂန်လာဝိပဿနာ၏အသေးပဲဖွင့်ဆိုချက်ကိုသုံးသပ်ဆီစစ်ပါလျင် ဝိပဿနာဖြစ်ရန်အတွက်အကြောင်းနှစ်ချက်လိုအပ်ပါသည်။နံပါတ်၁ခန္ဓာ၅ပါးယုံနာနှစ်ပါးကိုပရမတ်သဘောတရားတသက်အနေဖြင့်သာမြင်ရမည်။ပညာဆိုလျင်အမှောအမွှားပင်မကြံစီရပါ။တနည်းအားဖြင့်ပညာလုံးဝကင်းစင်သောပရမတ်သဘောတရားတသက်ကိုသာမြင်ရမည်။နံပါတ်၂ယုံနာပရမတ်သဘောတရားတသက်၏အဖြစ်နှင့်အပျက်ကိုဉာဏ်မြင်အမှန်ထင်စေရမည်။ပုဂ္ဂလပြဘာရသဘောဖြင့်အဖြစ်နှင့်အပျက်ကိုအနိစ္စဒုက္ခအနတ္တ လက္ခဏာတင်၍ရှုစင်ခြင်းရမည်ဓမ္မပြပါဒသဘောဖြင့်အဖြစ်နှင့်အပြတ်တွင် အနိစ္စဒုက္ခအနတ္တလက္ခဏာများဉာဏ်သက်ဝင်လာမည်ထိုးထိုးအချက်များနှင့်ပြည့်စုံလုံလောက်မှသာဝိပဿနာမြည်နိုင်ပါသည်အချင်းဆိုရသောအရှိုခံယုံနံသင်္ခါရတို့၌ပရမတ်အမြင်ကြည်လင်နေရမည်ပရမတ်ယုံနံဤအဖြစ်နှင့်အပြတ်ကိုဉာဏ်မြင်ရမည်ထိုအဖြစ်နှင့်အပြတ်တို့၌အနိစ္စဒုက္ခအနတ္တလက္ခဏာနှင့်ရှင်သောဉာဏ်သက်ဝင်မှုရှိရမည် ဤဒီကိုဝိပဿနာဟုဆိုပါသည်ဗုဒ္ဓညွန်ပြခဲ့သောဝိပဿနာသည်အလွန်တရားမုံမြတ်၍အလွန်တရားမှလည်းတိမ်မွေးနံနေခက်ခဲရာကမြင်းနေကြားတယ်စားတယ်သွားတယ်နှစ်သက်တယ်ဝမ်းမြောက်တယ်သဘောကြတယ်စသည့်ပညာအမြင်ပညာအတွေ့ပညာအသည့်ပညာခံစားမှုပညာရှုမှတ်မှုတို့ဖြင့်လွယ်လင်းတကူရှုမှတ်ရုံများဖြင့်ဝိပဿနာအဆင့်သို့မရောက်နိုင်သေးကြောင်းကောင်းစွာမှတ်သားအပ်ပါသည်